ားခေါင်းဆောင်ဟောင်းများအဖွဲ့ရဲ့28ချိန်မြောက်တွေ့ဆုံပွဲမှာမြန်မာနိုင်ငံမှာရှိတဲ့အလုံသမားအဖွဲ့တွေစုပေါင်းပြီးအင်အားကြီးမားတဲ့အလုံသမားအစည်းအရုံးများအဖွဲ့ချုပ် Trade Union Congress မြန်မာဖွဲ့စည်းဖို့တိုက်တွန်းခဲ့ကြပါတယ်။အလုံသမားတွေရဲ့အကျိုးစီးပွားကို တကယ်လုပ်ချင်တဲ့သူတွေမှန်ရင်အလုံသမားအဖွဲ့တွေပူးပေါင်းနိုင်ရမယ်လို့ဦးလေးမြင့်ကဆိုပါတယ်။အလုသမားအဖွဲ့တွေပူပေါင်းဖို့ဘာကြောင့်လိုအပ်တာလဲ။အဖွဲ့စည်းတွေကြားထဲမှာပေါင်းစည်းဖို့ဘာလိုမလဲဆိုတော့ စိတ်ကြဘာစိတ်ကြလဲဆိုတော့တကယ်အလုံးသမားဂျိုးစီဝါကိုလုံမလားမလုံဘူးသားလို့အလုံးသမားဂျိုးစီဝါကိုမလုံလို့ရင်ဘ누구ပဲကောင်းဆောင်လို့လို့မောင်ရင်ကောင်းဆောင်တက်လို့လေအလုံးသမားဂျိုးစီဝါကိုလုံမယ်ဆိုရင်လုံပါဟဲ့အဲ့အဲ့လိုဆိုလို့ရှိရင်ဒါအပေါင်းတစ်စီးပဲအဲ့လိုမှမဟုတ်ဘူးလေဘိုးလုံးထင်တဲ့လူတွေများနေအလုံးသမားအခွက်စီရဘလို့မှစူးစီးလို့မရဆုံးရှုံးနေတဲ့အလုံသမားအခွင့်အရေးတွေကိုရရှိစေဖို့ မျိုးဆက်သစ်လူငယ်တွေအနေနဲ့စူးစမ်းဆောင်ရွက်ပေးကြဖို့မြစ်တာရက်ခံခဲ့သူကအလုသမားခေါင်းဆောင်ဟောင်းဦးတန်းတင်ပါဆက်ဆက်ရှိချိန်တော့လွတ်ပြီးတော့ဗီဇာလည်းကော်ဝီစီလည်းခံပြီအဲဒီတော့ခါကြတော့ကျွန်တော်ကတောင်းတရမြပလူ့သမားတို့အတွက်ကျပြင်ရရတဲ့ပေးတွေဆက်လက်ရရှိသွားအောင်ကြံရစ်ခဲ့တဲ့ပုဂ္ဂိုလ်တွေရုပ်ချစ်ပုဂ္ဂိုလ်တွေကဆောင်ရွက်ပေးကြပါလို့မြစ်တာရခါပါ မြန်မာနိုင်ငံမှာပထမဆုံးဖွဲ့စည်းတဲ့အလုံသမားအစည်းအရုံးဟာ1938ခုနှစ်မှာဖွဲ့စည်းခဲ့တဲ့ရင်းနှီးမြေအလုံသမားများအစည်းအရုံးဖြစ်ပြီးမြန်မာနိုင်ငံအလုံသမားအစည်းအရုံးများအဖွဲ့ချုပ်ကိုလည်းဖွဲ့စည်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဥနေဝင်အာနာသိန်းချိန်မှာတော့အသင်းအဖွဲ့အားလုံးဖြတ်သိမ်းခံခဲ့ရပြီးဥသိန်းစိန်အစိုးရလက်ထက်မှာပြန်လည်ဖွဲ့စည်းခံပြုခဲ့တာကြောင့်အလုံသမားအဖွဲ့တွေပြန်လည်ထွက်ပေါ်လာခဲ့တာပါ။အလုံသမားတမက်ကများလွတ်မြောက်ရေးဆိုပြီး အလုသမားရေးတွေကိုလက်ရှိမှာဆောင်ရွက်နေတဲ့ဦးမြင့်ဆိုးကတော့အလုသမားသမက်ကများဖြစ်မြောက်ရေးကော်မတီရဲ့အကွဲအပြဲဇလန်းတွေကိုအခုလိုပဲရှင်းပြခဲ့ပါတယ်အဖွဲ့စည်းဖြစ်လာရင်လူကြီးဖြစ်လာရင်နေရာရလာလို့ရှိရင်လှုပ်ရှားတယ်ဗျအဲ့နိုင်ငံကြီးမှလှုပ်ရှားတယ် အဲ့ဒါကျွန်တော်လူဘက်ကျွန်တော်ပုံလင်းပြောလိုက်ပြီနော်။ဘာကြောက်လဲဆိုတော့အခုကျွန်တော်တို့ဒီဖြစ်တဲ့ကိစ္စလဲကျွန်တော်မှတောင်းဝန်မကင်းလို့ကျွန်တော်ပြောပါတယ်။ဘာကြောက်လဲကျွန်တော်တို့ကဒီလွတ်လပ်တော်လွတ်သမားတမကမပြောင်းရယ်ကော်မတီဖွဲ့ပြီးတဲ့ခါမှာကျွန်တော်တို့တမကတွေကိုအရေးပေါ်ဖွဲ့မှဖြစ်တဲ့တကြောင်မလို့ကျွန်တော်ကကျွန်တော်ညီတွေအားလုံးကျွန်တော်မှတ်ကြပါတယ်။မင်းတို့တွေရိုးသားပါပွင့်လင်းပါအဆုံးကုန်လို့ပါအဲ့လိုမဟုတ်လို့ရှိရင်အားလုံးဆက်ရှိအောင်တိုင်ပြီးမှလုပ်မယ်ဆိုတော့လုပ်ပြမှာမဟုတ်တော့ဘူး။ဒါကြောင့်မို့ကျွန်တော်ခွဲလို့တဲ့ကြောင့်ထုတ်နေမှာအဖွဲ့ဘော်ဒီဖြစ်သွားဖြစ်ခဲ့ပါတယ်။အဲ့ဒီဥစ္စာကလည်းကျွန်တော်ကအချိန်ကျရင်ကျွန်တော်ပြန်လဲစုစည်းရင်တခုတည်းသောလုပ်သမားတောင်းကိုက်ပေါ်လာမယ်ကျွန်တော်ယုံကြည်ပါတယ်။